အမွေကိစ္စတွေကိုမြန်မြန်ပြပြအောင်ခွဲလိုက်တော့မြန်မြန်ပြန်ရတာပေါ့ရှင်အဇက်ညုံးကိုဖတ်နေရင်လည်းကိုကလေဟိုကိုကိုရိုင်းကိုစူးစမ်းရှာဖွေခြင်းနဲ့စိတ်ပေါက်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့လေဇလန်းကတကယ်ကိုစိတ်ဝင်စားဖို့ရာကောင်းပြီးတော့ဘသူကဘာလုံးမှလဲနောက်ကိုရဘသူကလုံးနေတာလဲဘာတွေဖြစ်ပြနေတာလဲပေါ့နော်တကယ်ကိုစိတ်ဝင်စားဖို့ရာကောင်းတဲ့ဇလန်းဆိုတော့ကျွန်တော်အာမခံပါတယ်ဒုတတ်မှုမှာ အဓိကတန်တရားရှိသူတွေကစီမေးစရာမကနဲ့အာဆန်စပန်စိတ်ဝင်စားပွဲရာတွေနဲ့ပေါ့နော်ကိုကိုတိုင်းကြည်ငေးရင်းနဲ့တရားခမ်းကဘသူလဲဆိုတာကိုကိုတိုင်းစူးစမ်းရှာဖွေမဲ့နေရာကိုရောက်သွားမှအသေးကြပဲမြို့ဝင်ကန်ဆက်ကန်ဆိုတဲ့ကန်ဒီမှာ လူသားမှုတစ်ခုဖြစ်သွားပါကိုရောင်ဇန်ညို့ဖတ်နေနေမှလေတရားခမ်းဘသူလဲပေါ့နော်ဘသူတွေဘာဖြစ်အောင်မှလဲအလိုတွေနဲ့ပေါ့နော်ဒီဇလန်နဲ့ကိုဖတ်နေနေနေဝင်သွားတာဆိုတော့ကြည့်တဲ့သူတွေကိုယ်တိုင်ကိုကဒီထဲမှာတရားခမ်းဘသူလဲကိုကိုယ်တိုင်ကိုစိတ်ဝင်စားပြီးစုံစမ်းမဲ့အနေထားကိုရောက်သွားမဲ့အာဇလန်မျိုးပါတကယ်ကိုဇက်အိမ်ခိုင်ခိုင်နဲ့ရိုက်ချက်ကောင်းကောင်းနဲ့အာပင်းတရမှာအကြာကြီးအချိန်ယူပြီးတော့ပေါ့နော်နိုင်စင်မောင်းရားစွာနဲ့ရိုက်ထားတဲ့ကံတွေကိုဆက်တဲ့ကံပေါ့ ေးကတော့မန္တလေးမှာရှိတဲ့84လမ်းပေါ်မှာရှိပြီးတော့3132ကြားထဲမှာရှိတဲ့ K Diamond ဒီစိန်ဆိုင်ကြီးရဲ့ဆိုင်သစ်ပေါ့နော်ဖွံ့ဖွဲခန္ဓာကိုတက်ရောက်တာဖြစ်ပါလေရှင်။ရေမူလဆိုင်ဟောင်းဖြစ်တဲ့35လမ်း88 88ဆိုင်ကနေပြီးတော့မှပို့ပြီးတော့ပေါ့နော်အာလာတဲ့ customer တွေပို့ပြီးတော့အားပွားရပို့ကြည့်လို့ရအောင်ဆိုပြီးတော့နောက်ထပ်ဆိုင်သစ်ဆိုင်ခွဲသစ်ကြီးကိုပေါ့နော်ဒါအခုဒါအဆိုတော့84လမ်း3132ကြားပေါ့နော်ဒီမှာလာဒီနေ့ဆိုင်ပွဲဖွံ့ဖွဲဖြစ်ပါလေရှင်။မိမတွေကလေရဲနာဆိုရင်အကုန်ကြိုက်တယ်။ ်ဟောဆိုတဲ့အခါကျတော့ရေနာကိုချစ်တယ်အဲ့လိုပေါ်တော့ဆိုတော့နောက်ငွေကြေးစုဆောင်မိသားလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ရေနာရှိရရေနာလားတဲ့ကိုယ်စီမှာရေနာတစ်ခုစပြီးရှိမှတခြားရေနာတွေကအများကြီးကကိုယ်စီဝင်လာဆိုတဲ့အခါကျတော့ရေနာဆိုတော့ဘဲဟာကိုမဆိုအကုန်ကြိုက်တယ်မကြိုက်ဘူးဆိုတာတော့မရှိဘူးဒါပေမဲ့ဒီနေ့မင်းရောအကို့အတွက်ဒီမှာဒီဆွဲကြိုးလေးပေါ့နော်ဒါဒီပွေရအတွက်တိတက်ခတ်ထားတာပေါ့နော်ဆိုတော့အရန်လာတဲ့ဒါဆိုရင်ဗရမရည်ဒီ80ကျော်လောက်ပါတယ် အာစိန်ကတော့၈ရည်ကြီးွယ်လောက်ပါတယ်ပေါ့နော်ရွှေကြီးပဲဆိုလဲတော်တော်ပေါ့ဖြစ်တယ်ပြောချင်တာလေးဒါလေးဆိုရင်ဘလို့ဝတ်စုံနေမဆိုဝတ်လို့လှတယ်ပြီးတော့ရင်တို့ကြီးရင်တို့ရမ်းသဘောကျနေတာအရန်ကြိုက်တာဟောဒီရင်တို့ကြီးကိုလေဒါကရင်တို့ပြင်ကိုကိုကစတုံးထွန်ဆိုလဲခေါင်းမှာပန်လို့ရတယ်နောက်လည်းကိုကဂေါ်နဲ့ဆိုလဲလို့ဆွဲကြိုးရှိရှိနဲ့ဒါကြီးကိုပေါ့နော်ဒီလော့ကတ်သီးနေရာမှာဆိုလဲဆွဲလို့ရဆိုတော့မျိုးစုံဆွဲလို့ရတော့မြင်လေရတော့ဒီရင်တို့ကြိုက်တယ်ဒီဆွဲကြိုးကြိုက်တယ်ပြီးတော့ဟောဒီလက်ဆော့ အဲ့လက်စွပ်ကတိတ်မြင်နေကြမဟုတ်ဘူးခါတိုင်းတော့လို့ဂုံကြီးတွေနောက်တန်တန်ကြီးတွေရောမြင်ဘူးရဲ့အမြက်လေးကလက်စွပ်ဆိုအဲ့လိုလက်ခုံအပြည့်ကြိုက်တာဆိုတော့လေဒါကနည်းနည်းလေးစမ်းတယ်အဲ့လိုကော့ကော့လေးနဲ့လက်ရလည်းတော်တော်လက်ဝင်တယ်လို့ခံစားရပါတော့ဟိုအနုစိတ်တယ်ပေါ့ဆိုတော့ဒါလေးကိုအရန်သဘောကျတယ်အော်ဒါဘောနော်တကယ်ကိုရဲနာချစ်တဲ့သူရဲ့လက်ထဲကိုရောက်စေချင်တယ်ပစ္စည်းကောင်းတွေကိုစူဆောင်းတတ်တဲ့ပေါ့နော်ရဲနာချစ်တဲ့မမတွေညီမတွေရဲ့လက်ထဲတံမိုးမြနှိုးထားတယ်ပေါ့နော်ရဲနာတွေကိုမြနှိုးပြီးတံမိုးထားတဲ့ချင်းရတဲ့မမတွေညီမတွေလက်ထဲကိုတကယ်ကိုရဲရောက်စေချင်တယ်တကယ်ကိုစက်သ တရေရှိပြီးတော့ဘာနဲ့မဆိုဝက်လို့လိုက်ပြီးတော့နောက်နှစ်ဘလောက်ပဲကြာကြာရိုးမတော်မဲ့ဒီဇိုင်းမျိုးဆိုတဲ့အခါကျတော့လေအဲ့တော့ရဲနာကိုချစ်တဲ့သူတွေရဲနာကိုစင်ပွားတိုးမဲ့သူတွေအားလုံးဒီရာလေးကိုရရှိပါစေလို့ဆုတောင်းပါတယ်ရှင်ကေကေဒိုင်းမွန်ဂျန်ဂျူအရီဆိုင်ကြီးအခုဒါဆိုင်ခွဲတဲ့ကြီးမာတီပေါ့နော် မျိုးတိုင်းမျိုးတိုင်းမှာစိုင်ခွဲတွေအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပေးပါရစေ။မဟုတ်ဆို customer တွေယုံကြည်မှုကတော့ရပါသေးဆိုတာလည်းယုံကြည်တယ်။မဟုတ်ဆိုအမတို့ကဘိုးစင်ပေါင်ဆက်မိဘတွေလက်ထက်ခရီးလောက်ခဲ့တာဒီစိုင်ကတော့စိုင်နေနဲ့ခင်းချင်းပြတာတော့၅နှစ်ရှိပြီပေါ့နော်။ဒါပေမဲ့ customer တွေတကယ်အဆိုနေက ပေါ့နော်ဒီလိုရဲနောက်ချစ်တဲ့သူတွေအများကြီးရဲ့ယုံကြည်အားကိုးမှုကိုယာပီးသားဆိုတဲ့အခါကျတော့နောက်ထပ်မိန်ဟောင်းမိသည့်အများကြီးအားလုံးကိုလည်းကေကေဒိုင်းမွန်ကိုစားဖိတ်ခေါ်ပါတယ်ဆိုင်ခွဲကြီးဆိုင်တကြီးရဲ့လိပ်စာကတော့84လမ်း313နှစ်လမ်းမှာရှားထဲမှာရှိပါတယ်လို့ပြောပါတယ်ရှင်။အာဆိုင်က3ရက်တနိုင်အာဖွင့်ပွဲခန္ဓာကျင်းပမှာပါ။ဒီနေ့ကတော့ပထမဆုံးနေ့မှာတော့အာကိုအောင်လေးလေးနဲ့မအေးမြတ်သူပေါ့နော်။နှစ်ယောက်နဲ့ဖွင့်လှစ်ပြီးတော့မနှက်ပြန်ကြရင်လေဒုတိယနေ့မှာတော့ငယ်စဉ်တွဲလာပါမယ်။ နောက်နေ့ကြရင်တော့အာကိုဆိုင်အဲဗောနော်ကိုတချင်းဆိုတဲ့အဆိုတော်ဗောနော်ရှမ်းဆိုတဲ့လေအဲအဆိုတော်ကိုဆိုင်ဆိုင်လို့ခေါ်မှာဖြစ်နေနော်ဆိုင်ရပြီးတော့မနှင်းရအာနောက်ထပ်ဗောနော်အပါလာကြပါဦးမယ်ရှင်အခုလက်ရှိကတော့မြေသူလှုပ်ထားတဲ့အလုပ်တွေကိုအာဗောနော်ပြည်သက်ချီရောက်မဲ့အချိန်ပေါ့ဆိုတော့အာဒီ show live application ကနေပြင်ပေါ့နော်ပြသမဲ့ superstar academy ရှိမဲ့ပြီးတော့မကြခင်ဒီဇင်ဘာလတရက်နေ့မှာစပြီးပြမဲ့ကန်ဆက်ကန်ဒါကတော့ ဒါကန်နယ် plus မှာပြပါမယ်ရှင် FG နဲ့ကန်နယ် plus ပူးပေါင်းပြီးတော့ထုတ်လုပ်တာပေါ့နော်တကယ်ကိုအရင်စိတ်ဝင်စားစရာကောင်းတဲ့ကန်ဆက်ကန်ကန်တွေကိုဆက်တဲ့ကန်ပေါ့အဲအဲ့ဒီဇလန်တွဲကြီးကပေးတဲ့လက်ထဲကိုရောက်ပါမယ်ရှင်အာကန်နယ် plus ရဲ့ပေါ့နော်မူအတိုင်းပဲအာ suspense စိတ်ဝင်စားပွဲရာတွေနဲ့ပေါ့နော်ကိုကိုတိုင်းကြည်နေရင်းနဲ့တရက်ခန်းဘသူလေးဆိုတာကိုကိုတိုင်းစူးစမ်းရှာဖွေမဲ့နေရာကိုရောက်သွားမှအသေးကြပဲကိုရီတော်ဇညင်းကိုဖတ်နေရင်းနဲ့မှလေတရက်ခန်းဘသူလေးပေါ့နော်ဘသူလေးဘာဖြစ်အောင်မှလဲအဲ့လိုတွေနဲ့ပေါ့နော်ဒီဇ လန်းနဲ့ကိုဖက်နေနေနေဝင်သွားတာဆိုတော့ကြည့်ရတဲ့သူတွေကိုယ်တိုင်ကိုကဒီထဲမှာတရခံသူတွေကိုကိုယ်တိုင်ကိုစိတ်ဝင်စားပြီးစုံစမ်းမဲ့အနေထားကိုရောက်သွားမဲ့အာဇလန်းမျိုးပါတကယ်ကိုဇက်အင်ခိုင်ခိုင်နဲ့ရိုက်ချက်ကောင်းကောင်းနဲ့အာပင်းတရမှာအကြာကြီးအချိန်ယူပြီးတော့ပေါ့နော်နိုင်စင်ပေါင်းများစွာနဲ့ရိုက်ထားတဲ့ဒီပေါ့နော်ကန်ဆက်ကန်ဆက်ဇလန်းတွဲလေးကအခုလာမဲ့ဒီဇင်ဘာလတရက်နေ့ဆိုရင်အိတ်သက်လက်ထဲကိုရောက်ပါပြီရှင်ဆိုအဲ့ခါကြရင်လည်းကြည့်ရှုအပေးပေးကြပါဦးခနဲ့ပလတ်စမာကလည်းဘောလုံးပွဲတွေပြနေတာဆိုတဲ့ခါကျတော့ကိုယ့်ရဲ့ဇလန်းတွဲကိုလေ ည်းအာကြိလိမ့်မယ်လို့လည်းမျှော်လင့်ယုံကြည်ပါတယ်ရှင်အာဇက်ညုံးကိုဖတ်နေရင်လည်းကိုကလေဟိုကိုကိုရိုင်းကိုစူးစမ်းရှာဖွေခြင်းနဲ့စိတ်ပေါက်သွားတာပေါ့နော်အဲ့လိုမျိုးဆိုတဲ့အခါကျတော့လေဇလန်းကတကယ်ကိုစိတ်ဝင်စားဖို့ရကောင်းပြီးတော့ဘသူကဘာလုံးမှလဲနောက်ကိုရဘသူကလုံးနေရလဲဘာတွေဖြစ်ပျက်နေရလဲပေါ့နော်တကယ်ကိုစိတ်ဝင်စားဖို့ရကောင်းတဲ့ဇလန်းဆိုတော့ကျွန်တော်အာမခံပါတယ် မန္တလေးရချစ်ရသူအားလုံးပေါ့နော်မန္တလေးရအမှုပညာကိုချစ်တဲ့သူတွေရဲ့တောင်းဆိုမှုတွေနဲ့ချစ်ချင်းတရားရဲ့ကြောင့်မြတ်သူတို့လိုမျိုးပေါ့နော်မြတ်သူပါဝင်ဒီဖြစ်ချက်ချင်းအားလုံးကမန္တလေးကိုလာလေခွင့်ရတယ်ပြည်သူတွေနဲ့ထိတွေ့ခွင့်ရတယ်အဲ့တော့မြတ်သူပေါ့နော်ဖိတ်ကြားပေးတဲ့ဒီလုပ်ငန်းရှင်တွေနောက်ခုလုံဆွမ်းတော့ KK Diamond ပေါ့နော်တခြားသောလုပ်ငန်းရှင်တွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ်မြတ်သူတို့ကဒီလိုဖွံ့ဖွဲလေးတွေဖိတ်လို့တတ်တဲ့အခါမှာကိုချစ်ရတဲ့သူတွေနဲ့ရင်းနှီးခွင့်ရတယ်လက်ပုံးနေနေခွင့်ရတဲ့အခါကြောင့်ဒါကမြတ်သူတို့အတွက်တန်ဖိုးဖြတ်နိုင်အောင်ပေါ့နော်တန်ဖိုးရှိတဲ့ထိတွေ့ခွင့်အချိန်မှန်လေးပါလို့အဲ့လိုအချိန်လေးကိုဖန်ပြီးပေးရတဲ့အတွက် ကယ်ကိုကျေးဇူးတင်ပါတယ်မန္တလေးကအမြင့်သူတို့ကိုချစ်လို့ပေါ့နော်အဖိတ်ခေါ်ပေးကြရတဲ့လုပ်ငန်းရှင်တွေရောနောက်ပြီးတော့ချစ်ခင်စိတ်နဲ့အမြင့်တောင်းဆိုပေးရချစ်ရတဲ့သူတွေအားလုံးကိုလည်းအရင်ကျေးဇူးတင်ပါတယ်အားလုံးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်